အပိုးတွေမဆိုးတဲ့ဂါနာချူကတော့ချစ်ကြီးလို့စီရောက်မှာအကျဉ်းသားတရားတွေပိုပြနေတာဖြစ်လို့မန်ချစ်ပရိသတ်တွေကတော့အခဲမကြီးလွမ်းနေတော့မြေထင်ပါတယ်ချစ်ကြီးတို့အသေးကြီးချစ်ကမြေခွေးကိုအပီကျွေးပြီးဆွဲတီးလိုက်တာမြေခွေးခမရသွားတွေပါကျွတ်လို့ဒီကြားတယ်မန်ချစ်မှာတက်ပြက်ပြီးပြောင်းချလာတဲ့ကညာပြူမဟုတ်တဲ့ဂါနာချူကဂိုးဖန်တီမှုနှစ်ကြိမ်ထိကိုလှုပ်ပြနိုင်ခဲ့တာပါငိုးမဂါနာချူဒါကြတော့ကောင်းလွန်းသွားပြီး ချက်ကြီးတို့အနေနဲ့ပွဲထွက်လူစီးရင်မှာတော့ကွာလာဘတ်နဲ့ပွဲကပုံစံမျိုးမဟုတ်ပဲအထက်ကစားသမားတွေဖြစ်တဲ့ဖာနန်တီကိုင်းစေးတို့ဂါနာချိုနက်တိုတို့ကိုဥဆောင်စေခဲ့ပြီး၄နှစ်၃တဲ့ဆိုတဲ့ကစားကွန်းနဲ့ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်ချက်ကြီးတို့အတွက်အဖွင့်ဂိုးကိုတော့မန်ချက်ပရိသတ်ရဲ့အချက်တော်ကြီးကညာပြုံမဟုတ်တဲ့ဂါနာချိုကဖန်တီးပေးခဲ့တာဖြစ်ပြီးတော့ဂူစတိုကတွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်ချက်ကြီးတို့အတွက် အနိုင်သေးချာစီမဲ့ဒုတိယမြောက်ဥဆောင်ဂိုးကိုတော့ပက်ထရိုကသွင်းယူပေးခဲ့တာပါတတိယမြောက်ဥဆောင်ဂိုးကိုလည်းကညာပြူမဟုတ်တဲ့ဂါနာချိုကပဲပြားတကားလိုချိုသားစွာဖြင့်ထပ်မံဖန်တီးပေးခဲ့ပြီးနက်တိုကအကောင်းဆုံးသွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်ဂါနာချိုကတော့ချက်ကြီးတို့စီရောက်မှအကျဉ်းသားတွေပူပြနေတာဖြစ်လို့မန်ချက်ပရိသတ်တွေကတော့အခဲမကြီးလွမ်းနေတော့မယ်ထင်ပါတယ်မိုးမဂါနာချိုပို့ပြီးတော့ကိုလှနေလိုက်တာ ဂါနာချိုအကြောင်းထပ်ပြီးတော့လောင်းပြောရမယ်ဆိုရင်ကွင်းအတွင်းမှာလည်းအရန်နေစူးစားပြနေတယ်လို့ချဲစီတို့အတွက်တကယ်ကိုအားဖြစ်စေတဲ့ကစားသမားလည်းဖြစ်ပါတယ်။ဒီပွဲရဲ့အကြိုက်ဆုံးကစားသမားကိုပြောရမယ်ဆိုလို့ရှိရင်တော့မန်ချက်ပရိသတ်ရဲ့အချစ်တော်ကြီးကညာပြုံမဟုတ်တဲ့ဂါနာချိုကိုပဲပြောဆိုရအောင်မှလည်းဖြစ်ပါတယ်။